င်းဌာနကိုနာသာသာဆင်နေကြတဲ့ပြည်သက်တွေအလုံးကိုတာလီဆွတ်ပါလို့နှုတ်ခွန်းဆက်သလိုက်ရပါတယ်။ဒီနေ့မြန်မာတက္ကသိုလ်1986ခုနှစ်တကူးလာဆန်6ရက်နေ့2025ခုနှစ်ဧပြီလ4ရက်နေ့စီရနေရဲ့တနေ့တာအွန်လိုင်းရေဒီယိုထုတ်လွှင့်မှုကိုကျမတာယာနဲ့အတူကျွန်တော်စောဖုခွားကအစီအစဉ်မူအဖြစ်နဲ့တာဝန်ယူကာစတင်ထုတ်လွှင့်နေပြီဖြစ်ပါတယ်။ထုတ်လွှင့်တင်ဆက်သွားမယ့်သတင်းတွေကတော့ပလောက်ဝကဆစ်ဆောင်ကျွရ20ကျော်ကို အာရခတက်တော်ကပြည်လဲနေရချထားပေးနေတယ်ဆိုတဲ့တဲ့စစ်ကောင်စီကရာကြီးအပြစ်ရက်တယ်လို့ပြောထားပေမဲ့ကြောက်ဖြူကိုလေချောင်းဖုံးကျဲတာတွေလုပ်နေတယ်ဆိုတဲ့တဲ့ဘွားမှာတိတခန့်တူထပ်မံမိုင်းထိတ်တန်ရာရခဲ့တယ်ဆိုတဲ့တဲ့စစ်ကောင်စီကအပြစ်ရက်ကြောင်းကြေညာထားပေမဲ့စစ်အင်အားဖြစ်တင်းတာနဲ့လေချောင်းတိုက်ခိုက်တာတွေရှိနေတယ်လို့ TNA ပြောဆိုလိုက်တဲ့တဲ့ထိုင်းရောက်မြန်မာတွေအနောက်ရောက်အဝတ်စားဝတ်ဆင်ပြီးစစ်ကောင်စီကိုစက်ကျင်ဖို့တိုက်တွန်းပြောဆိုတာတွေရှိနေတယ်ဆိုတဲ့တဲ့တွေကိုကြားရမှာလည်းဖြစ်ပါတယ် ဆောင်တဲ့အနေနဲ့ကြားရမှာကတော့ဖလာဝါကဆစ်ဆောင်ကျွရ20ကျော်ကိုအာရခတ်တတော်ကပြန်လည်နေရာချထားပေးတာတွေကိုလောက်ဆောင်ပေးနေတယ်ဆိုတဲ့တဲ့င်းကိုကြားရမှာလည်းဖြစ်ပါတယ်တိုက်ပွဲအတွင်းကဘဲလို့ရနေရာတွေကိုထွက်ပြေးတိမ်းရှောင်နေကြရတဲ့ပလဝဒေတာကကျေးရွာ20ကျော်ကစစ်ပေးဆောင်ဗီဒူတွေကိုအာရခတ်တတော်ကမိမိတို့နေရာမှာဝေရောက်နေထိုင်နိုင်ဖို့အတွက် ပြန်လည်နေရာချထားပေးတာတွေကိုအာရခတ်တော်ကစီစဉ်ဆောင်ရွက်ပေးနေတယ်လို့ဒေတာခန်တွေကပြောပါတယ်။အဲဒီလိုနေရာပြန်ဝင်ခွင့်ရနိုင်ဖို့အတွက်အာရခတ်တော်ကဆောင်ရွက်ပေးနေတဲ့ကြေးရွာတွေမှာပလဝဒေတာကအပေါင်းသားကြေးရွာအပါဝင်စိတ်ညှင်းဝလေလှနမတာရီမဝငပီတထေကုံကျောက်ဝကြေးရွာတရက်တောင်နှမ်းချောင်းထဲ နန်းချောင်းဝတွီကင်းဝတာယာဂိုင်ကေတရွာကျေးရွာရုပ်ဝမီလဝစိန်စင်းတရွန်အိုင်နုံဘူးတကာချောင်းကျေးရွာနဲ့ပလဝချောင်းဝကျေးရွာတွေဖြစ်ကြတယ်လို့ဆိုပါတယ်အဲ့ဒီကျေးရွာထဲကကျေးရွာတချို့မှာတော့2019ခုနှစ်စစ်ကောင်စီတပ်တွေနဲ့အာရခတပ်တော်ရဲ့တိုက်ပွဲတွေကြောင့်ကျေးရွာအတွင်းကထွက်ပြေးလာနေကြရတဲ့ကျေးရွာတွေပါကြပြီးအဲ့ဒီကျေးရွာတွေမှာတော့စစ်ကောင်စီတပ်တွေရဲ့နေအိမ်တွေကိုမိရှို့ဖျက်ဆီးတာတွေလောက်ဆောင်ခံခဲ့ရတဲ့အတွက်ဝေကျက်9သိန်းကျစီကူညီပေးတာတွေအပြင် စားနပ်ရိက္ခာအတွက်ကိုလည်းအာရခတ်သက်တော်ကူညီပေးတာတွေရှိနေတယ်လို့ပြောပါတယ်။ဒါအပြင်နေရက်ပြလဲဝင်ရောက်တဲ့ပြည်သူတွေကိုအာရခတ်သက်တော်ရဲ့လူသားချင်းစာနာထောက်ထားရေးနဲ့ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးယုံကလည်းစားနပ်ရိက္ခာထောက်ပံ့ပေးတာတွေကိုလှုံ့ဆော်ပေးတာတွေလည်းရှိတယ်လို့ဆိုပါတယ်။ပြည်သူတွေအနေနဲ့အခုလိုမိမိနေရက်ကိုပြန်လဲဝင်ရောက်နေထိုင်ခွင့်ရတဲ့အပေါ်မှာအထူးဝမ်းသာရတယ်လို့ဝမ်းနည်းတဲ့ခံစားချက်တွေကိုခံစားကြရတယ်လို့ဆိုပါတယ်။ဒါအပြင်အာရခတ်သက်တော်ကိုလည်းအထူးကျေးဇူးတင်တယ်လို့ပြည်သူတွေကပြောပါတယ်။ အရုကတက်တော်ဟာပလောက်ဝဒေတာတစ်ခုလုံးကို2024ခုနှစ်ဇန်နဝါရီလ14ရက်နေ့မှာပထမဆုံးအနေနဲ့စစ်ကောင်စီလက်ကနေအပိတက်တင်ပတ်ရရှိခဲ့တဲ့မြို့တစ်ခုလည်းဖြစ်ပါတယ်ဒီတစ်ခေါက်ကြားရမှာကတော့စစ်ကောင်စီကယာယီအပြစ်ရက်တယ်လို့ပြောထားပေမဲ့ကြောက်ဖြူကိုလေချောင်းဘုံကျဲတာတွေလုပ်နေတယ်ဆိုတဲ့သတင်းကိုကြားရမှာပါကြောက်ဖြူမျိုးနယ်အတွင်းကကြေးရတော်တော်များများကိုစစ်ကောင်စီကဒီရက်ပိုင်းအတွင်းမှာ လေချောင်းကနေနေတိုင်းဆိုသလိုစတိုက်ပုံကျတက်ခိုက်နေတာရှိတယ်လို့ဆိုပါတယ်မနေ့ကညနေ9နာရီဝန်းကျင်လောက်မှာလဲလက်ဖွင့်မြို့နယ်အတွင်းကကလဘာလန်ခွေစိန်ချောင်းတိုင်ချောင်းစားတဲ့ကျေးရွာတွေပေါ်ရက်ပိုက်တာနဲ့လာရောက်ပုံကျခဲ့တယ်လို့ဆိုပါတယ်ဒါပေမဲ့အဲ့ဒီပုံကျတက်ခိုက်မှုကြောင့်ထိခိုက်ပျက်စီးမှုရှိမရှိဆိုတဲ့အသေးစိတ်ကိုတော့မသိရသေးဘူးလို့လည်းဆိုပါတယ်ဒါအပြင်ညဖက်တွင်မှာလည်းအဲ့ဒီကျေးရွာတွေကို စစ်ကောင်စီကလက်ရှိအသုံးများနေတဲ့ promoter လို့ခေါ်တဲ့စစ်တပ်လေထီးတင်တဲ့လာရောက်ပုံကျတာတွေရှိနေတယ်လို့လည်းဒေသခံတွေကပြောပါတယ်။မင်းကမနဲ့ပိမာတော့ကြောက်ဖြူမှာမြေပြတ်ထစ်တိတ်ပွေးဖြစ်ပွားတာမရှိပေမဲ့ဒေါ်တန်းတောင်သုံးစစ်နဲ့တရင်အပါဝင်စစ်ကောင်စီလက်နက်ကြီးစခန်းတွေကတနေကောင်လက်နက်ကြီးတွေနဲ့ရန်သက်ပစ်ခတ်နေတယ်လို့လည်းဒေသခံတွေကပြောပါတယ်။အရခတ်တက်တို့အေဘက်ကတော့မြေပြန်ထုတ်စစ်တွေကိုအေဗီလာ၁ရက်နေ့ကနေစပြီးတော့၃၁ရက်နေ့ထိအပြည့်ရမယ်လို့ထုတ်ပြန်ထားတယ်လို့ စစ်ကောင်စီဘက်ကလည်းအီဗီလာ2ရက်နေကနေ22ရက်နေအထိယာယီအပြည့်ရမယ်လို့ထုတ်ပြန်ပြောဆိုထားကြပါတယ်ခင်ဗျာဆက်လက်နားဆင်ရမှာကတော့ဘဝမှာဒေတာခန့်တူထက်မှန်မိုင်းထိတန်ရာရခဲ့တယ်ဆိုတဲ့တရေမဲ့ဖြစ်ပါတယ်ဒီနေ့ဧပြီလ3ရက်နေ့မှာစစ်ပွဲအတွင်းကစစ်ကောင်စီတပ်တွေထောင်ထားခဲ့တဲ့မိုင်းကိုနှိမ့်မိပြီးတော့ခွားမြုံကဒေတာခန့်တူထက်မှန်တန်ရာရရှိခဲ့တယ်လို့ဒေတာကူညီရေးအဖွဲ့တွေကပြောပါတယ် မိုက်ထိတန်ရာရတဲ့သူကတော့ဝါမြို့နယ်ချိန်ကလေးမြို့ကအသက်30ရွယ်ဦးထွန်းလျောင်ခေါ်ငဖေးဆိုသူဖြစ်ပြီးတော့တောင်ပေါ်ဟင်းစားရှာသွားတဲ့နေရာမှာအဲ့ဒီစစ်ကြံမိုက်ကိုနင်းမိပြီးတော့ခြေထောက်တစ်ဖက်ပြတ်ထွက်တန်ရာရရှိသွားခဲ့တာဖြစ်တယ်လို့ပြောပါတယ်။လက်ရှိမှာအဲ့ဒီမိုက်ထိလူနာကိုစေဝါကုသပေးတာတွေလည်းလောက်ဆောင်ပေးထားတယ်လို့ဆိုပါတယ်။ကွာမြို့နယ်ကျိန်တလိမြို့အတွင်းမှာပြီးခဲ့တဲ့မတ်လ30ရက်နေ့မနက်ပိုင်းကလည်းဟင်းစားရှာသွားတဲ့စားချက်ကျေးရွာဒေသခံတအူးဟာစစ်ကောင်စီထောင်ထားတဲ့မိုင်းကိုနင်းမိပြီးတော့ ဘဲဘက်ခြေတော့တစ်ဖက်ပြတ်ထွက်တန်ရာရခဲ့တာတွေလည်းရှိခဲ့ပါသေးတယ်။အာရကတက်တော်ကအပိတက်တိမ့်ပိုက်ရရှိထားပြီးဖြစ်တဲ့မြို့နယ်တွေမှာအရက်သားပြည်သူတွေဟာမိုင်းပေါက်ကွဲတာစစ်ကြံလက်နက်ပေါက်ကွဲတာစတာတွေကြောင့်ဒီလပိုင်းအတွင်းမှာဒေသခံပြည်သူအများစုဟာထိခိုက်တန်ရာရတာဒိတ်ဆုံးတာစတာတွေကိုစက်တိုက်ရင်ဆိုင်လာနေရတာလည်းတွေ့နေရပါတယ်။ဒါအပြင်တစ်ဖက်မှာလည်းအဲ့ဒီလိုမိုင်းနှင်းမိတာစစ်ကြံလက်နက်ပေါက်ကွဲတာတွေကြောင့်ကိုလက်အင်ကာဆုံးရှုံးနေရတဲ့သူတွေဟာအကူအညီအထောက်ပံ့တွေတစုံတရာမရရှိတဲ့အတွက် အခက်အခဲများစွာနဲ့ရင်ဆိုင်နေကြရတယ်လို့သိရပါဗျစစ်ကောင်စီကအပြစ်ရက်ကြောင်ကြေညာထားပေမဲ့စစ်အင်အားဖြည့်တင်းတာနဲ့လေကြောင်းတိုက်ခိုက်တာတွေရှိနေတယ်လို့ DNA ကပြောဆိုလိုက်ပါတယ်။တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေလိုငလျင်တန်တင့်ပြည်သူတွေနဲ့လူထုရဲ့အခက်အခဲတွေကိုစာနာထောက်ထားတဲ့အနေနဲ့တစ်ဖက်သက်အပြစ်ရက်ကြောင်ကိုစစ်ကောင်စီကထောက်ပြန်ကြေညာတာရှိနေပေမဲ့စစ်ကောင်စီကစစ်ရဲအတွက်စင့်အားဖြည့်တင်းတာ လေကြောင်းတိုက်ခိုက်တာတွေကိုလှုပ်ဆောင်နေတယ်လို့ DNA ကထောက်ပြန်ပြောဆိုလာပါတယ်။ညီနောင်မဟာမိတ်တုံးဖွဲ့အပါအဝင်ဒေါ်လန်ရဲလက်နက်ကင်တပ်ဖွဲ့တွေဟာငလင်တန်တင့်ပြည်သူတွေရဲ့အခက်အခဲတွေကိုစာနာထောက်ထားတဲ့အနေနဲ့ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကိုထိရောက်စွာလောက်ကင်ဆောင်ရွက်နိုင်ဖို့အတွက်တပတ်တက်ပြစ်ခတ်တိုက်ခိုက်မှုရက်စဲတာတွေကိုလှုပ်ဆောင်သွားမယ်လို့အတိအထိထောက်ပြန်ကြေညာခဲ့ကြပါတယ်။အဲဒီနောက်စစ်ကောင်စီကလည်းထိုင်းနိုင်ငံဘန်ကောက်မှာကျင်းပမဲ့ဘန်စတထိတ်တိအစည်းအဝေးမတက်ရောက်ရတဲ့ခင်ဧပြီလ2ရက်နေ့ညမှာပဲစစ်ကောင်စီအနေနဲ့လည်းငလင်တန်တဲ့ပြည်သူတွေကို စာနာထောက်ထားတဲ့အနေနဲ့ရက်ပေါင်း20ကြာအပြစ်ခတ်ရက်ဆဲသွားမယ်လို့ထုတ်ပြန်ကြေညာခဲ့ပါတယ်။အဲဒီလိုကြေညာပြီးနောက်မှာပဲစစ်ကောင်စီတပ်တွေဟာဒီနေ့ဧပြီ3ရက်နေ့နေ့လယ်12နာရီဝန်းကျင်မှာပဲစစ်ရင်တန်းခုနှစ်စီးနဲ့အတူအင်းတော်ကနေကြောက်ကူထောက်ချေအမတ900ရက်နှစ်တပ်တွေကိုစစ်အင်အားဖြည့်တင်းတာတွေရှိနေခဲ့တယ်လို့တပိတ်ချင်းမြို့နယ်နဲ့ခုနှစ်မိုင် အကွာကနေရာတွေကိုလည်းလေကြောင်းကနေတဆင်ဂျက်ဖိုက်တာနဲ့လေကြိမ်တိုင်းတိုင်းဘုံရှစ်လုံးလာရောက်ကျဲချတိုက်ခိုက်တာကိုလောက်ဆောင်ခဲ့တယ်လို့ TNA ကတည်င်းထုတ်ပြန်လာပါတယ်။အလားတူပဲအပြစ်ရက်ဆက်တယ်လို့ကြေညာထားတဲ့စစ်ကောင်စီဟာရခိုင်ပြည်ကြောက်ဖြူမြို့နယ်အတွင်းကကလပါလမ်းခွဲဆိုင်ချောင်းတိုင်ချောင်းစတဲ့ကြေရော်တွေကို Jet Fighter နဲ့လာရောက်ပုံကျဲတာစစ်ကောင်စီကလက်ရှိအသုံးများနေတဲ့ Parameter လို့ခေါ်တဲ့စက်သက်လေထီးတွေနဲ့လာရောက်ပုံကျဲတာတွေရှိနေတယ်လို့ဒေတာခန်တွေကပြောပါတယ်။စစ်ကောင်စီရဲ့ယာယီပြစ်ခတ်တိုက်ခိုက်မှုရက်စဲရေထုတ်ပြန်ချက်အပိုက်လေးမှာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့အခြားလက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့အများပြည်သူအသုံးပြုသွားလာတာကိုနောက်ဆက်တိုက်ခိုက်တာမလုပ်ဖို့ လုံချုံရိတ်နဲ့တရားဥပဒေစိုးမိုးရေးတာဝန်ထမ်းဆောင်နေကြတဲ့လုံချုံရိတ်တပ်ဖွဲ့ဝင်တွေရဲ့တပ်စခန်းတွေဌာနချုပ်တွေကိုမတိုက်ခိုက်ဖို့ငြိမ်းချမ်းရေးကိုထိခိုက်ပျက်စီးစေမဲ့အင်အားစုဆောင်တာပြင်းစင်စုဖွဲ့တာနေမြေချဲ့ထွင်တာတွေကိုမလုပ်ဖို့ကိုစစ်ကောင်စီကထောက်ပြန်ပြောဆိုထားပေမဲ့လက်ရှိအချိန်မှာစစ်ကောင်စီဟာတူထောက်ပြန်ထားခဲ့တဲ့ထောက်ပြန်ချက်ကိုသူကိုယ်တိုင်လိုက်နာနိုင်ခြင်းမရှိပဲထောက်ပြန်ချက်ကိုချုပ်ဖောက်ကစစ်ရေးအတွက်လှုပ်ဆောင်မှုတွေကိုဇက်တိုက်လှုပ်ဆောင်မှုရှိနေတာကိုလည်းမြင်တွေ့နေရဆဲဖြစ်ပါတယ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ KIO အနေနဲ့တောင်စစ်ကောင်စီရဲ့ယာယီအပြစ်ရက်စဲထားတဲ့အချက်တွေကိုတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ PDF တွေကဒါလိုက်နာတာမဟုတ်ပဲသူထုတ်ပြန်ထားတဲ့ထုတ်ပြန်ချက်ကိုသူကိုယ်တိုင်လိုက်နာချေတောင်းနိုင်ဖို့လဲလိုအပ်တဲ့တယ်လို့ KIO အပြစ်ရက်စဲမှုထုတ်ပြန်ချက်ထဲမှာထဲ့တွင်ကစစ်ကောင်စီကိုတတိပိထုတ်ပြန်ထားခဲ့တာလည်းရှိခဲ့ပါသေးတယ်။ပြီးခဲ့တဲ့မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်ကြောင့် မြန်မာနိုင်ငံသုံးလုံးမှာတေဆုံးသူရေ3085ဦးထိရှိလာနေတယ်လို့ဒဏ်ရာရသူကလည်း4935ဦးထိရှိလာနေပြီးတော့ပျောက်ဆုံးနေသူဦးရေကတော့143ဦးထိရှိလာနေတာလည်းဖြစ်ပါတယ်ဒီကနေ့ထုတ်လွှင့်မှုအတွက်နောက်ဆုံးကြားမယ့်သတင်းကတော့ထိုင်းရောက်မြန်မာတွေအနောက်ရောက်ဝက်စားဝတ်ဆင်ပြီးစစ်ကောင်စီကိုစန့်ကျင်ဖို့တိုက်တွန်းလိုက်တဲ့ဆိုတဲ့သတင်းကိုကြားမှာပါ ထိုင်းနိုင်ငံကိုရောက်ရှိနေတဲ့မြန်မာပြည်သူတွေအနေနဲ့ဒီကနေ့အေဘီလာ၄ရက်နေ့မှာအနက်ရောင်ဝက်အစားကိုဝတ်ဆင်ပြီးစစ်ကောင်စီကိုစန့်ချေချောင်းပြတ်တာဖို့မြန်မာနွေဦးတော်လှန်ရေးလူလူသပိတ်အင်အားစုတွေကတိုက်တွန်းမှုတွေရှိနေပါတယ်။ထိုင်းနိုင်ငံဘကောက်မြို့မှာကျင်းပမဲ့ BIMSDAC အစည်းအဝေးကိုစကောင်းဆောင်မင်းအောင်လှိုင်ဟာဒီကနေ့အေဘီလာ၄ရက်နေ့မှာအစည်းအဝေးတက်ရောက်ဖို့ရှိနေချိန်မှာယခုလိုတိုက်တွန်းမှုတွေရှိလာနေရလဲဖြစ်ပါတယ်။ရိုဟင်ဂျာလူမျိုးတွေကိုလူမျိုးတွန်းတပြတ်မှုအတွက်အာဂျင်တီးနားနိုင်ငံဘူနိုအေရစ်တရားရုံးကယာစုအဖမ်းဝင်ရန်ထုတ်တာ မြန်မာပြည်သူထောင်ပေါင်းများစွာကိုတပ်ဖြတ်တာနဲ့ငလျင်ဒဏ်သိမ်းတဲ့ချိန်မှာလဲဧသားပြည်သူတွေကိုဆက်လက်တပ်ဖြတ်နေတဲ့မရောက်နိုင်ကို BIMSTEC အစည်းအဝေးတရောက်ခွင့်ပြုတာဟာမြန်မာနိုင်ငံကနဲ့နာသူပြည်သူတွေကိုစာနာမှုမဲ့လှည့်လည်လူရှုခြင်းဖြစ်တယ်လို့မြန်မာຫນွေဦးတော်လံရေလူ့သပိတ်အင်အားစုတွေကဆိုပါတယ်။ဒါကြောင့်မြောက်လိုင်းကိုအစည်းအဝေးတရောက်ခွင့်ပြုတဲ့ BIMSTEC အစည်းအဝေးရဲ့သက်ဆိုင်ရာတာဝန်ရှိသူတွေကိုຫນွေဦးတော်လံရေလူ့သပိတ်အင်အားစုတွေကရှုတ်ချတယ်လို့အတည်ပြုထားပါတယ်။ ဘင်္ဂလားပင်လယ်အော်စီးပွားရေးနှင့်နည်းပညာဆိုင်ရာဗတ်ဆောင်ပူပေါင်းဆောင်ရွက်ရေးအဖွဲ့ BIMSTEC ထိပ်သီးအစည်းအဝေးကိုတက်ရောက်ဖို့အတွက်စကောင်းဆောင်မင်းအွန်လိုင်းဟာမနေ့ဧပြီလ3ရက်နေ့မှာထိုင်းနိုင်ငံဘန်ကောက်မြို့ကိုရောက်ရှိလာတာပါ ဒီအစည်းအဝေးမှာအစိုးရအဖွဲ့အကြီးအကဲတွေနဲ့တွေ့ဆုံဆွေးနွေးပြီးမြန်မာနိုင်ငံရဲ့ငလျင်တန်းအခြေအနေတွေ၊ကုညီကယ်ဆယ်ရေးနဲ့ပင်လယ်ထွန်းရေးလုပ်ငန်းတွေကိုထိရောက်စွာဆောင်ရွက်နိုင်ဖို့အတွက်နိုင်ငံတကာနဲ့ပူးပေါင်းဆောင်ရွက်ရမယ့်အခြေအနေတွေကိုဆွေးနွေးသွားမယ်လို့စစ်ကောင်စီကထုတ်ပြန်ထားပါတယ်။ယခုအစည်းအဝေးဟာဆက်အနာသိမ်းပြီးနောက်ပိုင်းစစ်ကောင်ဆောင်မင်းအွန်လိုင်းရဲ့ထိုင်းနိုင်ငံဘန်ကောက်မြို့ကိုသွားတဲ့ပထမဆုံးခီးစဉ်လေးဖြစ်ပါတယ်။ဒီခီးစဉ်အပေါ်နိုင်ငံတကာလူအခွင့်အရေးအဖွဲ့တွေနဲ့မြန်မာဒေသတွင်းဒီမိုကရေစီအင်အားစုအဖွဲ့အစည်းများစွာကရှုတ်ချထားသလို ထိုင်းနိုင်ငံသားတွေကိုယ်တိုင်ကလည်းမဲအွန်လိုင်းကိုမကြိုဆိုကြအောင်ဆန္ဒပြထုတ်ချမှုတွေရှိနေပါတယ်ခင်ဗျာကျွန်တော်တို့ CNA သတင်းဌာနရဲ့တနေ့တာဗီဒီယိုသတင်းထုတ်လွှင့်မှုဟာဒီမှာပဲပြေဆုံးမှုဖြစ်ပါတယ်သတင်းတွေကိုနားဆင်ပြီးကြားရတဲ့ပရိသတ်တွေကိုအထူးကျေးဇူးတင်ရှိပါကြောင်းကာရပြုရပါတယ်နောက်နေ့ဒီမှာလဲ CNA ကတင်ဆက်ပေးတဲ့တနင်္လာသတင်းတွေကိုနားဆင်မယ်ဆိုရင် CNA ရဲ့ Facebook စာမျက်နှာမှာချူနိုင်တယ်လို့ YouTube, Telegram, H နဲ့ တိတော်တွေမှာလည်းနေဆောင်မြှုပ်ချနိုင်မှာကြောင်းသတင်းကောက်ပါပါတယ်ခင်ဗျာ